အိမ်မှာပဲပဲပြုတ်လေးပြုတ်စားမှုပေါ့နော်လိုအပ်မဲ့ပစ္စည်းတွေအားကြတော့ရဲလို piece နှစ်ပေါင်အဲ့ဒါရေပြီးရင်ထညက်ကြားညိုရှိရင်လည်းရတယ်ပြီးရင် baking soda စားဟိုဒါဒီဘက်မှာ baking soda တစုံရေဒီဘက်ကစားထမင်းစားစုံတစုံနဲ့ဒါလေးတွေကိုရင်ထည့်လိုက်မယ်ပြီးရင် piece နှစ်ပေါင်ထည့်မယ် ြီးရင်ရေကိုများများထည့်မယ်ပေါ့နော်။ तू ကနှစ်ဆလောက်ထည့်ပြီးတော့တက်လာမှာဆိုတော့ညကတော့ခြေပြီးတော့လဲထည့်လို့ရတယ်ပေါ့နော်။ ဒီမှာတော့ကြိုလိုက်တယ်ထညာ၃ခဲကိုကြိုပြီးရတဲ့အရေးတစ်ဝက်ကိုကြတော့ဒီမှာညာသိပ်ဖို့လေးကိုထည့်လိုက်တယ်ကျန်တဲ့တစ်ဝက်ကိုကြတော့ပေါင်းနဲ့ပေါင်းတဲ့ခါကျတော့ရှင်ပြန်သုံးမယ်ပေါ့နော်ဒါလေးကိုတ냐သိတဲ့အခါမှာအခုဒါညာရှင်းနိုင်ဆိုတော့နောက်လေးညာရှင်းနိုင်မှာပြန်လာကြည့်လိုက်တဲ့အချိန်မှာတော့ဒီလိုအပေါ်လေးမှလို့ပြောပါတော့။အမြုပ်ကလေးတွေနည်းနည်းတက်နေရဲ့။အဲ့ဒါလေးတွေအကုန်လုံးကိုတုံးချပြီးတော့စေးမယ်။ ရေကို၃ချိန်လောက်စေးပြီးသွားတဲ့အခါမှာရေတွေကိုစစ်ပြီးတော့ဒီစကားခွက်လေးထဲမှာပဲထားထားပြီးတော့အောက်မှာပကံလေးနဲ့ချထားမယ်ပြီးပြီဆိုရှင်အပေါ်ကရေဘက်ဝင်နေအောင်မယ်ပေါ့နော် ဒါရေစိုးဝင်လေးနဲ့တရက်ခွဲလောက်ထပ်ပြီးတော့အုပ်မယ်ပေါ့နော်ရေစိုးဝင်စွတ်တဲ့ခါမှာတော့ရေကိုပို့ပြီးတော့စိုးစွတ်တဲ့ပုံစံမျိုးနဲ့လုပ်ပြီးတော့မှအပေါ်ဝိုင်းအုပ်တယ်၅နာရီတခါလာလာပြီးတော့စစ်မယ်ပေါ့နော် အပေါ်ရန်အညောင်လေးတွေထွက်ပြီလားအပေါ်ရန်အညောင်လေးတွေထွက်ပြီဆိုလို့ရှိရင်ဇုံလေးနဲ့အပေါ်နဲ့အောက်နဲ့တမအောင်မှီပြီးတော့အကုန်လုံးလုံးစီပက်စီအညောင်လေးတွေထွက်အောင်လုပ်မယ်ပေါ့နော်အခုဒါအပေါ်ရန်လေးတွေကအညောင်လေးတွေထွက်လာပြီဆိုတော့လှမ်းမယ်ပေါ့နော် ီအောက်ပိုင်းလေးမှာဆိုဒါလုံးဝချက်ချက်ကလေးတွေဖြစ်နေတယ်ရေဘက်ဝင်းနဲ့မထီတဲ့အပိုင်းတွေอ่ะပေါ့နော်အဲအဲ့ဒီဟာလေးတွေကိုအခုရေဘက်ဝင်းလေးနဲ့ပြန်ပြီးတော့အုပ်မယ်ဟိုဒါရေဘက်ဝင်းလေးပြန်ပြီးတော့အုပ်ထားမယ်ပေါ့နော်ဒါခုနောက်နေ့နေ့လည်းတနာကြီးဩခုကြမှာဒါတော်တော်လေးကိုရှိရှိနေပောက်လာတာပေါ့နော် ဒါဆိုပေါင်းလဲပေါင်းလို့ရပြီပေါ့နော်ခုနအပေါ်ရင်မဟုတ်ဘူးဒါအောက်ဒီပါလှမ်းပြီးကြည့်လိုက်တဲ့အချိန်မှာဒီလိုအနေထားလေးတွေဖြစ်နေပြီဆိုတော့ဒါပေါင်းလိုက်တော့မယ်ပေါ့နော်ပေါင်းတဲ့ပေါင်းမှုတော့ကိုခုနကျန်တဲ့ထညက်ခဲကျူလာတဲ့အရေးလေးပေါ့နော်အားလေးလေးလောင်းထည့်မယ်ထညက်ထည့်ပြီးပြီဆိုလို့ရှိရင်စာဒဇွန်စီယိုရှစ်ဇွန် စော်ရာနှစွန်စော်ရာတော့များလို့မဖြစ်ဘူးပေါ့နော်တကယ်လို့စော်ရာထဲတာများသွားတယ်ဆိုလို့ရှိရင်တော့ပြုတ်တဲ့ချိန်မှာမတိတာအောင်ဒါပေမဲ့ထမင်းကြော်စားတဲ့အခါကျလို့ရှိရင်လေအဲ့ဒီဘဲပြုတ်ကလေးတွေကနီမြန်းပြီးတော့အဲ့လိုမျိုးပေါ့စားလို့အဆင်မပြေဘူးရေမထည့်ခင်တမအောင်မှုလိုက်တယ်ရေထည့်တဲ့အခါမှာတော့ဒီရေခွက်ကလေးကိုနည်းနည်းလေးလျှော့ပြီးတော့ထည့်လိုက်တယ်ခုနကထ냐ရေကြိုးပြီးတော့လည်းထည့်ထားပြီးသားဖြစ်တဲ့အတွက်ပေါ့နော် ပြီးရင်တော့ပုံမှန်ထမင်းချက်တဲ့အတိုင်းပဲပေါင်းလေးနဲ့တဲထားလိုက်မယ်။တဲပြီးလို့ကြက်ပြီးဆိုတော့မှနောက်ထပ်နာယူဝတ်ထည့်ပြီးတော့ပေါင်းမယ်ပေါ့နော်။ခုဆိုရင်နှညာအိတ်၃ရက်ပဲမြုပ်လေးရပါပြီတကယ်ဝစားကောင်းတယ်အပြင်ကအတိုင်းလေးပဲပေါ့နော်ဒီပုံစံလေးရတယ်ဒါလေးတွေအခုထုတ်တာ1 2 3 4 5ဒါလက်ဆောင်ပေးရတိုင်းနဲ့ဆို6 8ရတယ် ဒီပေပြုတ်လုံးလေးတွေကတော့ YouTube မှာ Isan Homemade Channel ရထုတ်ထားတဲ့အတိုင်းလေးလိုက်လို့ကြည့်တာအရင်အဆင်ပြေတယ်